မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ23ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ American စစ်လေယာဉ်နှစ်စင်းဟာမြန်မာလေပိုင်နက်ကိုဖြတ်တန်းသွားတဲ့အတွက်နေပြည်တော်ကစစ်ခေါင်းဆောင်များအထိတ်လန့်ဖြစ်ကုန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကစက်တင်ဘာလ12ရက်နေ့မွန်လွဲ2နာရီခွဲခန့်မှာ US Air Force ရဲ့ Lockheed Martin C130 လေယာဉ်20ဟာမြန်မာနိုင်ငံဖျားသုံးစုကိုဖျက်ဆီးပြီးတော့ဗကိုးရုံမှအရောက်မှာပျောက်ကွယ်သွားတဲ့အတွက်အချက်ဖတ်စစ်ခွေးခေါင်းဆောင်များနဲ့အစ်စ်မြအရာရှိကြီးများဟာနေပြည်တော်စီရုံမှာပြရာခတ်ကုန်တယ်လို့သိရပါတယ်။နေပြည်တော်တက်ချုပ်နဲ့ လေကာကဗိုလ်ချုပ်တွေ US ထောက်ဖို့လေရင်20အကြောင်းမကြားပဲနဲ့ဝင်လာလို့ပြာရခတ်ကုန်ပါတယ်လေချောင်းရအဖွဲတွေကမသိရမလားဆိုပြီးတော့ချိန်မောင်းနေတယ်လို့နေပြည်တော်အစစ်မဲ့အရာရှိအတိုင်းဝိုင်းနဲ့နှိစသူတို့ကပြောဆိုထားပါတယ်စစ်ကောင်မရှင်ရဲ့စစ်လက်နက်ထုတ်လုပ်တဲ့ဌာနချုပ်အများဆုံးတရှိရာဘကိုးတိုင်းနဲ့မကွေးတိုင်းအနီးနားမှာပျောက်သွားတဲ့အတွက်တော်လန်ရေးအဖွဲများနဲ့တတ်ဆိုင်မှုရှိမရှိကိုနေပြည်တော်စစ်ခေါင်းဆောင်အတိုင်းဝိုင်းတွေကစိုးရိမ်နေကြတယ်လို့သိရပါတယ်အဲ့ဒီလေရင်20ဟာထိုင်းနိုင်ငံကထွက်ခွာလာခြင်းဖြစ်ပြီးတော့ Flight Grader 24မှာ Canto 81နဲ့ Canto 82အဖြစ်နဲ့ဖော်ပြပြီးတော့ American တည်ယူပို့ဆောင်ရေးလေရင်ဖြစ်ကြောင်းဖော်ပြထားပါတယ်။ဖျားအုံးစုနဲ့မွန်ဘတ်မှာလည်းတိုက်ပွဲတွေအများကြီးဖြစ်နေတဲ့အတွာစေကောင်စီရဲ့ကင်းထောက်လေရင်တွေလာတယ်ထင်ပြီးတော့လက်နေကြတာမျိုးလည်းရှိတယ်လို့ဖျားအုံးစုမှနေထိုင်တဲ့ပြည်သူတို့ကမှတ်ချက်ပြုထားပါတယ်။အခုလိုမျိုးလေရင်နှစင်းမြန်မာနိုင်ငံကိုဖျက်ဆီးပြီးတော့ဘကိုးရုံမှတကြောမှပျောက်သွားတဲ့အပေါ်စစ်ကောမရှင်နဲ့စစ်တပ်လော်ဘီများကစိုးရိမ်ထိတ်လန့်လျက်ရှိတယ်လို့၎င်းတို့အတိုင်းဝိုင်းနဲ့နှိစက်သူများကပြောပါတယ်။ အမေရိကန်ထောက်ပို့တည်ယူပို့ဆောင်ရေးလေယာဉ်များဟာမကြာခဏဆိုသလိုမြန်မာနိုင်ငံရဲ့လေပိုင်နဲ့အမြင့်ပေ3000အထက်မှာပြန်တန်းတဲ့အတော့လူများသတိမထားမိခြင်းဖြစ်ကြောင်းလက်ရှိပြန်တန်းမှုဟာအမြင့်ပေ2400ဝန်းကျင်မှာပြန်တန်းတဲ့အတော့ flight tracker နဲ့လူများသတိထားမိခြင်းဖြစ်ကြောင်း CIA ကျွမ်းကျင်သူများကပြောဆိုထားပါတယ် Canto 81မှာ C130J Hercules အမျိုးအစားနဲ့ ကန်ဒို82မှာ C130J30 Super Hercules အမျိုးအစားဖြစ်က American တပ်မတော်3တည်ယူပို့ဆောင်ရေးမှာအသုံးများပြီးတော့လူများအကြီးစားဆက်လက်နဲ့ပျက်စီးများကိုတည်ဆောင်နိုင်တဲ့လေယာဉ်ဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်တိန်ခွန်ချေးရွာအနီးကိုဘုံကျဲရန်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့တိုက်လေရင်တစည်းကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရာထိမှန်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကစက်တင်ဘာလ12ရက်နေ့မှာတနင်္သာရီမြို့နယ်မောတောင်နယ်ဆက် ကုံသွေးရေးလမ်းပေါ်မှာရှိတဲ့တိန်ခွန်ချေးရွာအနီးကိုဘုံကျဲရန်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ Jet Fighter တစ်စီးကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာထိမှန်မှုရှိခဲ့ပြီးတော့ဗိမ်းမြို့ဘက်ကိုပြန်လည်လှည့်ပြေးသွားတယ်လို့ KNU ကပြောဆိုထားပါတယ်။အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တမဟာလေလက်အောက်ခံတိုက်ရင်ဆက်တဲ့နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့များကပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်အာဏာသိမ်းပြီးတဲ့နောက်ရွေးဦးတော်လိုင်းရဲ့၄နှစ်တာကာလအတွင်းမှာ စစ်ခွေးတပ်ရဲ့လေရင်နဲ့ရဟရင်အစီစုစုပေါင်း20ဟာတော်လိုင်းတပ်ဖွဲ့များရဲ့ပြစ်ချမှုနဲ့ပြတ်ကျမှုများဖြစ်ပေါ်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ဝင်ကြီးဌာနရဲ့စက်တဘာလ9ရက်နေ့မှာထုတ်ပြန်တဲ့၄နှစ်ပြည့်အစီရင်ခံစာမှာထုတ်ပြန်ထားပါတယ်စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်ရေးရဟရင် MI35B တယ်ယူပို့ဆောင်ရေးထောက်ဖို့ရဟရင် MI70 တိုက်လေရင် K8W MiG29 တိုက်လေရင်များကိုတော်လိုင်းတပ်များကပြစ်ခတ်ဖျက်ဆီးနိုင်ခဲ့မှု17ချိန်ရှိပြီးတော့ပြက်ကျမှု9ချိန်ရှိပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းပေါန့်တဲမြို့နယ်ပန်းသိမ်းပင်ရွာမှာပြူစောတိအင်းမင်းထုံပြက်ခတ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စက်တင်ဘာလ17ရက်နေ့မနက်9:00နာရီအချိန်မှာပေါင်းတယ်မြို့နယ်ပန်းသိမ့်မြင်ရွာနေပြူစောတိအင်းမင်းထွန်းကိုရွာထဲကိုအပြန်ပန်းသိမ့်မြင်ရွာရဲ့အပြင်ဘက်မှာပြည်သူ့ကာကွယ်ရေးတပ်မတော်ဗျူဟာ27ကုတ်ခဲမှုအောက်မှာရှိတဲ့အမှတ်363ရက်တက်ရင်တက်ခွဲနှစ်ကစောင့်ကြိုပြီးတော့ပြစ်ခတ်ရှင်းလင်းရာနေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါဗါတယ်တိတ်ဆုံးသွားတယ်ပြူစောတိအင်းမင်းထွန်းဟာအနီးနားမှာရှိတဲ့ခြေရွာများကပြည်သူများကိုဒုက္ခပေးနေသူဖြစ်ပြီးတော့ပြည်သူများထံကရိတ်ခါနဲ့လူသုံးကုန်ပစ္စည်းများကိုလည်းလူရဲသိမ်းဆည်းနေသူဖြစ်တယ်လို့သိရပါဗါတယ် ဒါကြောင့်သူ့ကိုပြက်ပြက်သားသားအေးအေးယူရှင်းလင်းလိုက်ရခြင်းဖြစ်တယ်လို့ပြောပါတယ်။ပြူစောတိအေးမင်းထောင်းကအနီးနားကရွာတွေကပြည်သူတွေပိုင်တဲ့ရာတော့တွေတဲကိုဝင်စီးပြီးတော့လာတိုင်းလိုလိုပြည်သူပိုင်ပြည်စည်းတွေကိုစိတ်ကြိုက်သူ့လိုသလိုသိမ်းယူနေတာကြပါပြီ။အဲ့ဒီလိုဒုက္ခပေးနေလို့ကျွန်တော်တို့ရဲ့ရဲဘော်တွေကပြစ်ခတ်တိုက်ခိုက်လိုက်ရတာပါလို့အမတ်363ရက်တဲ့တိုင်ရင်ကစစ်ထောက်လမ်းရင်းနဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကရှင်းပြထားပါတယ်။ပြည်သူကကွေးတက်မလို့ပြီးခေရန်အမတ်363ရက်တဲ့တိုင်ရင်အနေနဲ့ ပေါင်းတယ်မျိုးနဲ့အတွဲမှာရှိတဲ့အကြမ်းဖက်စစ်ခွေးတိုက်ရဲ့ဒေါက်တိုင်များနဲ့အပေါင်းပါလက်ပါစီများကိုအေးမင်းထွန်းလိုမျိုးပြက်ပြက်သားသားအေးအေးသွားမှာဖြစ်တယ်လို့ရဲဘော်ရှဲတို့ကသတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းမော်လမြိုင်ကျွန်းမြို့နယ်နမ်မူးကျေးရွာအုပ်စုရွှေကြီးလေးကျေးရွာမှာရာအိမ်မှုစိန်မြင့်တဲ့အဖွဲ့ရဲ့အုပ်စုဖွဲ့ရိုင်းနှံမှုကြောင့်အယက်သားပြည်သူကိုဝင်းထွန်းဦးတေဆုံးသွားပြီးတော့ရဲက တပ်ဖြတ်တဲ့သူတွေကိုအရေးမယူဘဲနဲ့တင်းရှောင်ခွင့်ပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလာ၁၀ရက်နေ့ကရွှေကြီးလေးကြီးရွာကယာယိမ်မှုစိန်မြင့်တဲ့တပည့်များဖြစ်သူဆိုင်းမြသူမြင်းအေးတင့်လွင်တို့ကရွာသားဖြစ်သူကိုဝင်းထုံးဦးကိုစကားများရန်ဖြစ်ရာကနေကိုဝင်းထုံးဦးကိုဝိုင်းဝန်းချုံအောင်ကြိုးတုပ်ပြီးတော့လက်သီးများနဲ့ထိုးခြင်း ဦးခေါင်းကိုတိုင်နဲ့ဆောင်းခိုင်းခြင်းများအပါအဝင်ညှိမှန်းနှိပ်စက်ခဲ့ကြတယ်လို့သိရပါဗျ။အဲ့ဒီနောက်ဒဏ်ရာရရှိသွားတဲ့ကိုဝင်းထုံးကိုပြစ်ထားခဲ့ကြတဲ့အတော့မိသားစုဝင်များနဲ့ခြေရသူခြေရသားများကစေကူပေးရန်အင်ကိုပြန်လဲခေါ်ဆောင်လာခဲ့ကြတယ်လို့သိရပါဗျ။အဲ့ဒီနောက်စေကူသားမှုပေးနေတဲ့အချိန်ကိုဝင်းထုံးဦးဟာစက်တင်ဘာလ17ရက်နေ့ကရရှိထားတဲ့ဒဏ်ရာများကြောင့်တေဆုံးသွားခဲ့တယ်လို့သိရပါဗျ။ကိုဝင်းထုံးဦးတေဆုံးပြီးတဲ့နောက်ရဲကတပ်ဖြတ်သူများဖြစ်ကြတယ်။ယာယီမှုစိန်မြင့်နဲ့၎င်းရဲ့ဓမဲ့ဖြစ်သူဆိုင်းမြသူမြင်းအေးတင့်လွင်တို့ကိုအေးမြူပဲနဲ့ ်ကျေးရွာကနေတိန့်ဆောင်ခွင့်ပြုလိုက်တယ်လို့သိရပါဗျ။ဒီလူတွေထွက်ပြေးတိန့်ဆောင်နေပါတယ်။လူသက်အနိုင်ကျင့်တဲ့သူတွေပါ။ရွာကလူတွေကလည်းသူတို့ကိုကြောက်လို့တခွမမဟာရဲကြပါဘူး။လုံပြီးပြီးချင်းတော့မရှောင်ဘူး။ကိုဝင်းထုံးဆုံးပြီဆိုတာသိမှရှောင်ပြေးကြတာလို့တိန့်ဆောင်သူရဲ့ဆွေမျိုးသားချင်းတို့ကရှင်းပြထားပါဗျ။ လူသတ်မှုကျူးလွန်သူရွှေလေးချင်းရွာယာအိမ်မှုစိန်မြင့်နဲ့တပည့်များဖြစ်တဲ့ဆိုင်းမြသူမြင်းအေးတင့်တွင်တို့ဟာရွာသူရွာသားများကိုအမြဲတမ်းအနိုင်ကျင့်ကြသူများဖြစ်ကလာစဉ်စစ်မှုတန်းကိုအကြောင်းအမျိုးမျိုးပြပြီးတော့ငွေချေးကောက်ခံမှုများလှုံ့ဆော်နေကြကြောင်းဒေသခံပြည်သူများထံကသိရပါတယ်။တေဆုံသွားတဲ့ကိုဝင်းထုံးဦးဟာအသက်39နှစ်ရှိပြီဖြစ်ပြီးတော့တေဆုံတဲ့အချိန်မှာဇနီးနဲ့အတူအသက်9နှစ်အရွယ်နဲ့အသက်10နှစ်အရွယ်တမင်းနှုတ်ကိုကြံရိတ်ခဲ့တယ်လို့တေဆုံသူရဲ့ဆွေမျိုးများထံကသိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နေဆက်ကနေတင်သွင်းလာတဲ့ကုန်စီများကိုတင်းတင်းကြပ်ကြပ်ဆစ်ဆဲခြင်းအပြင်လိုင်စင်မဲ့ကုန်ကားများကိုပါဆစ်ဆဲပြီးတော့အပီးသိမ်းစီးခြင်းတွေလှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းကိုထိုင်းကုန်များဝင်ရောက်နိုင်တဲ့ တောင်ကြီးမိထီလာလမ်းမိုက်မှာရှိတဲ့ကျွဲတက်ဆောင်ဂိမ်းမှာအစစ်အစစ်တွေတင်းကျပ်နေသလိုတာချီလိတ်မိုင်လာလင်းခေမောင်မယ်မြို့တို့ဘက်ကတောင်ကြီးဘက်ကိုလာတဲ့ကုန်ကားများကိုလည်းပိတ်ဆို့ဆစ်ဆေးရန်မိုင်းပေါ်မြို့မှာအခုနှစ်အတွင်းဂိတ်အသေးချကဆစ်ဆေးတင်းကျပ်နေခြင်းဖြစ်တယ်လို့သိရပါတယ်မိုင်းပေါ်ဂိမ်းမှာ12ဘိန်း6ဘိန်းအလွတ်လိုင်စင်မဲ့ကားတွေအကုန်လုံးကိုဖမ်းနေပါတယ်ကုန်တွေကိုတော့အခွန်ဆောင်ခိုင်းပြီးတော့ပြန်ပေးပါတယ် ်ကားတွေကိုတော့အခွန်ဆောင်ပြီးရင်ပြန်ပေးမယ်ပြောပြီးတော့တကယ်တမ်းကျတော့ပြန်မပေးပါဘူးကျမတို့လည်းနားထားတာကြားပါပြီအကျွေးတွေတင်နေလို့ဆက်ချင်တာနဲ့ပဲအရေးဆုံးပြီးတော့ထွက်လိုက်တာလို့ယင်သိသိခံရမှုကိုမျက်မြင်တွေ့ရှိသူတို့ကပြန်လည်ပြောပြထားပါတယ်မိုင်းပုံဂိတ်ကနေဖြတ်တန်းသွားတဲ့ကုန်တင်ကားတိုင်းကိုအဖွဲဆုံးဌာနဆုံးနဲ့ဆက်ဆင်းနေပြီးတော့လိုင်စင်မဲ့ဖြစ်ရင်ကားကိုအပီးသိမ်းတယ်လို့ကုန်ပါပြီးတော့အခွန်မဆောင်ထားပါကလည်းကုန်များကိုသိမ်းဆီးသွားကတောင်ကြီးမြို့မှာရှိတဲ့အခွန်ရုံးမှာအခွန်ဆောင်ပြီးမှကုန်တွေများထံကိုပြန်လည်ပေးရခဲ့တယ်လို့သိရပါတယ် တင်ခံထားရတဲ့ကုံကားပန်ရှင်များရဲ့ဖုန်းနံပါတ်အိမ်လိပ်စာနဲ့ယင်မောင်းလိုင်စင်ကပြားတို့ကိုလည်းစစ်စင်းရေးဂိတ်မှာပေးခဲ့ရတယ်လို့သိရပါတယ်။မိုင်းပုံဂိတ်မှာတရက်ကိုလိုင်စင်မဲ့ကုံကားအ ਨੇ စုံ3စီးလောက်ဖမ်းဆီးထိန်းသိမ်းခံနေရပြီးတော့ဟိုပုံးမြို့မှာရှိတဲ့တမရကွန်ပျူတာနဲ့ဤပညာသိပ်ပတ်တက်သေးကို3ရက်ကိုတကြိမ်ကတင်းစီးထားတဲ့ကုံကားများအားသွားဖို့ပေးနေတယ်လို့ဒေသခံများထံကသိရပါတယ်။လိုင်စင်မပါတဲ့ကားတွေဆိုရင်ရက်ခိုင်းထားပြီးတော့ဂုံတွေကိုအခွန်ဆောင်ခိုင်းပြီး ကုန်းကိုလာယူခန်းပြီးတော့ကားကိုတော့တင်းလိုက်ပါတယ်မိုင်းပေါ်မှာ300ရက်လောက်ထားပြီးတော့ဟိုပုတ်တက်ထဲကိုပို့လိုက်ပါတယ်ကုန်းတွေကကုန်းတွေကို custom ရုံးမှာအခွန်ဆောင်ခိုင်းပြီးရင်ပြန်ပေးပါတယ် line စင်လည်းရှိတယ်အခွန်လည်းဆောင်ထားတယ်ဆိုမှလွှတ်ပေးပါတယ်လို့ကုန်းတွေကမောင်းသူတို့ကပြန်လည်းပြောပြထားပါတယ်ပြည်ရေးလိုအပ်ချက်အရာနေဆက်ကနေတင်သွင်းတဲ့ကုန်းပစ္စည်းအများစုကိုစစ်ကောင်စီက line စင်ထုတ်ပေးခြင်းမရှိသလို line စင်မရှိဘဲနဲ့တင်သွင်းပါကလည်း တင်းတင်းကြပ်ကြပ်ဖမ်းဆီးနေတဲ့အတွက်ပြည်တွင်းမှာကုံစင်းနှုံများတက်ပြီးကုံတဲ့ရင်ပိုင်ရှင်နဲ့ရင်မောင်းများဟာလည်းအခက်တွေ့နေကြတယ်လို့ဆိုပါရယ်လက်ရှိမှာကုံတဲ့များနဲ့ကုံတင်ကားမောင်းနေသူများကလည်းလုပ်ငန်းရပ်ထားရတာဟာကြာမြင့်နေပြီဖြစ်တဲ့အတွက်မိသားစုစားဝတ်နေရေးအဆင်ပြေစေရန်မတက်တာတဲ့ဈားတွေကအရေးဆုံးပြီးတော့လောက်ကင်နေရခြင်းဖြစ်ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ကြောင်မဲမြို့နယ်မှာ TNL နဲ့အကြမ်းဖက်စစ်ခွေးတပ်တို့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတော့စစ်တပ်ကကြေးရွာများကိုလေယာဉ် drone များနဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လပိုင်းကစတင်ပြီးတော့ကြောင်မဲမြို့နယ်နောင်ပင်ရွာကိုရောက်ရှိနေတဲ့စစ်ကြောင်းဟာကြောင်မဲမြို့ကိုစစ်ကြောင်းထိုးလာတဲ့အတွက်အကြမ်းဖက်စစ်တပ်နဲ့ TNL တို့တိုက်ပွဲများနေစဉ်ဖြစ်ပွားနေပြီးလက်ရှိအချိန်ထိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါဗျာ။ အခုလိုထိတွေ့တိုက်ပွဲများအတွင်းမှာအကြမ်းဖက်ဆက်တက်ကခြေရွာများကိုလေရင် drone များနဲ့ဥတီတိုက်ခိုက်နေတဲ့အတွာပြည်သူများဟာရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီးတော့နေအိမ်အများပြားထိခိုက်ပျက်စီးမှုရှိတယ်လို့သိရပါတယ်။စက်တဘာလ12ရက်နေ့မွန်လွဲပိုင်းမှာကြောင်မင်းမြို့နယ်တောင်ဆေးလိပ်ရွာကိုအကြမ်းဖက်ဆက်တက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်နေအိမ်များထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ အလားတူပဲစက်တမလာ17ရက်နေ့ညပိုင်းကလည်းနမ်စောရွာမှာရှိတဲ့ဘုံချင်းတောင်ကိုစစ်တပ်က drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးဇီးပင်စခန်းရွာကိုလည်းလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အဲ့ဒီနေ့မနက်ပိုင်းကလည်းကောင်းမှုလျံရွာကိုအကြမ်းဖက်စစ်တပ်က one drop လေရင်နဲ့ဘုံအလုံးကြီး30ထက်မနည်းကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်စက်တမလာ17ရက်နေ့ကလည်းခိုက်တုံဟုံးရွာအပါအဝင်အနီးနားမှာရှိတဲ့ခြေရွာများကိုလည်း အချမ်းဘတ်စစ်တပ်က Y12 လေးရင်ဒရုန်းများနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်တိုက်ပွဲကဇက်တိုက်ကိုပြင်းထန်နေပါတယ်နေတိုင်းလိုလိုတိုက်ပွဲရှိတယ်စစ်ခွေးတွေကတိုက်ပွဲမဖြစ်တဲ့နေရာတွေကိုပါ drone တွေလေရင်နေနဲ့ဘုံချဲနေတော့ပြည်သူတွေခမရွာထဲမှာမနေရတော့လို့ရွာလုံးကျွတ်ပြေးနေရပြီးပြည်သူတွေကိုထိခိုက်မှုမရှိနိုင်ဘူးလို့တော့ထင်တယ်အကုန်လုံးတိမ်းရှောင်နေကြတယ်နေအိမ်တွေကတော့အများပြားကိုပြက်စီးကုန်တယ်လို့ဒေတာရင်းတော်လိုင်းရေးသတင်းရင်းမြစ်ကရှင်းပြထားပါတယ်လက်ရှိချိန်မှာကြောင်မဲမျိုးပေါ်ကပြည်သူများအပါအဝင်အနီးနားမှာရှိတဲ့ခြေရွာများကပြည်သူများဟာဘေးလိုရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးတော့မြို့ပေါ်မှာလည်းလူသွားလူလာမရှိတော့သလောက်ဖြစ်နေပြီးတိတ်ဆိတ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်မှာရှိတဲ့ကျေးရွာများကိုအချက်မဲ့စစ်တပ်ကစစ်တပ်၄ထီးနဲ့ခုနှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့စက်တဘာမာလ7ရက်နေ့မနက်6:28မိနစ်ကစတင်ပြီးတော့အချက်မဲ့စစ်တပ်ရဲ့မိထီလာ၄တပ်ကနေတက်လာတဲ့စစ်တပ်၄ထီးတစ်စီးဟာတောင်သာမြို့နယ်အရှိတောင်ချမ်းမှာရှိတဲ့ကျေးရွာများကို ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျာ။အကြမ်းဖက်စစ်တပ်ကစစ်တပ်၄ထင်းနဲ့ဘုံဆက်၃လုံးကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူများထိခိုက်မှုမရှိတော့လဲနွားနှကောင်သာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျာ။ပြည်သူတွေကတော့ထိခိုက်မှုမရှိပါဘူး။နွားနှကောင်ပဲဒဏ်ရာရသွားတာပါ။မနေ့6နာရီ28မိနစ်ကနေ 52မိနစ်အထိ9ချိန်ဘုံကျဲတိုက်ခိုက်တာစုစုပေါင်းဘုံ73လုံးကျဲချသွားပါတယ်ပြည်သူတွေကတော့စစ်ခွေးတွေနေတိုင်းလိုလိုဘုံကျဲနေတော့ဘယ်သူမှရွာထဲမှာမအေးရဲပဲရွာပြင်ထွက်ပြီးအိတ်ဆက်နေရပါတယ်လို့ဒေသတွင်းသတင်းရင်းမြစ်ကပြောပြထားပါတယ်အလားတူပဲတောင်တာမြို့နယ်မှာစက်တမလ17ရက်နေ့ကလည်းမိထီလာ၄တက်ကနေတက်လာတဲ့အကြမ်းဖက်စစ်ခွေးတပ်ရဲ့စက်တက်၄ထီးတစည်းကရုံးစီကြီးရွာမြောက်ဘက်ကိုဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါတယ်မြေပြင်စစ်ကြောင်းကလည်းကျေးရွာအတွင်းနေအိမ်များကို နှစ်ရက်ဆက်တိုက်မိရှုဖျက်ဆီးခဲ့တယ်လို့ပြောပါတယ်။ဒါ့အပြင်မန္တလေးတိုင်းတာစီမြို့နယ်မှာလည်းအကြမ်းဖက်ဆက်တပ်ကခြေရွာများကိုလက်နက်ကြီးများနဲ့နေစဉ်ပစ်ခတ်နေတဲ့အတွက်ထောင်ထဲကြီးတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းအလေပိုင်းတိုင်းတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုကတာဝန်ရှိသူကပြောပြထားပါတယ်။ဩဂတ်စ်လပိုင်းကစတင်ပြီးတော့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာတာစီမြို့နယ်ဖိုးတာမိုင်းရွာမှာတလားနီးပါးတက်ဆွဲထားပြီးတော့အနီးနားမှာရှိတဲ့ကြေးရွာများကိုလက်နက်ကြီးများနဲ့နေစဉ်ပစ်ခတ်တိုက်ခိုက်နေတယ်လို့သိရပါဗျ အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းလက်နက်ကြီးများနဲ့ပြစ်ခတ်နေခြင်းကြောင့်ကြီးရွာများကထောင်ထဲချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးလက်ရှိအချိန်မှာစားနပ်ရိတ်ခါများအရေးပေါ်လိုအပ်နေတယ်လို့သိရပါဗျာ။ တာစီမြို့နယ်ဖိုးတာနိုင်ရွာမှာစစ်ခွေးတွေတလာနီးပါတဆွဲထားပြီးတော့လက်နက်ကြီးအမြောက်များနဲ့ပြစ်ခတ်နေလို့ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရပါတယ်။လက်ရှိချိန်မှာတိမ်းရှောင်နေရတာကြာလာတော့ပြည်သူတွေခမစားနဲ့ရိတ်ခါအရေးပေါ်လိုအပ်နေပါတယ်လို့အလဲပိုင်းတိုင်းတော်လိုင်းရေးမဟာမိတ်များတပ်ပေါင်းစုကတာဝန်ရှိသူကပြောဆိုထားကြောင်းတင်ရရှိပါတယ်ခမ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဖတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ